အခုလိုကြောင်ရင်နေကြောင့်မြန်မာစတားပြိုင်ပွဲမှာတယောက်တည်းတိုင်လို့ရရမယ့်အောင်ကိုကိုတချိန်ကဒိုင်းချော်မော်ရီနဲ့စီကောင်းခဲ့တဲ့မြန်မာစတားဒိုင်းကုံကြီးအောင်ခုဆိုရင်တော့အမြာယုံချွေရင်းပေးမယ်ဂီတာလဲမျက်စိပိုင်ဆိုင်ထားတဲ့အစုံတော်ကိုအောင်ကိုကိုတယောက်တည်းသာကျွန်တော်တို့ထိဖြစ်သွားခဲ့ပါပြီမြန်မာစတားဆိုရနဲ့ပြိတက်တွေကတချင်းဆိုပြိုင်ပွဲဆိုရထံပွဲရှာတဲ့စီစဉ်တစ်ခုဖြစ်ပေါ်တည်ကြပါတယ် လူစိတ်ဝင်စားမှုရဖို့ rating တက်ဖို့အတွက်ဆိုရင်မမစုံလို့တယ်။ပြိုင်ပွဲဝင်နေတဲ့တိုင်းတွေကြောင့်တိုင်းချင်းချင်းကြမှာတမင်တကာပြဿနာတွေဖန်တီးပြီးအတန်းရှင်းနေလောက်တက်တဲ့ဆိုရင်နာမည်ကအရှင်နှစ်တီကလေးကရှိခင်တာပါ။ပြီးခဲ့တဲ့စီစဉ်မှာဆိုရင်လေတိုင်းကိုစင်အောင်နဲ့ဖနက်ပြတနာဝိုင်းရဲ့ဆိုတော်ကြီးမမီခလာရဲ့ပြိုင်ပွဲမပြီးခင်နှုတ်ထွက်သွားမှုတွေကတက်သေးပါပဲဒီနေ့မှာတော့အချိန်တွေကပိုပြီးဆိုးလာခဲ့ပါနဲ့ ဒီနေ့ပြိုင်ပွဲအစမှာလည်းပွဲဆောင်လို့မကြခင်ပါပဲပရိသတ်ချစ်တော်ညီမဝမ်ခွဲလေးဖြစ်တဲ့ရီပကာဝင်းနဲ့အန်ဆိုင်စီတို့ကရှေ့စင်နောက်စင်နှုတ်ထွက်ကြောင်းကြေညာလိုက်ပါတယ်အခုဆုံးစိတ်တမာရီလိုနာမည်ကြီးတဲ့စွန်ရော်လာမယ်ခင်နနာဆိုကပါနှုတ်ထွက်လိုက်တာပါ ဒါပြင်ခေရနာဆိုက Facebook Live ကနေတစဉ်အားလုံးကိုခွင့်ချသွားခဲ့တာပါ။သူမရဲ့ပြောကြားချက်တွေအရမြမစတိုင်းရဲ့ပိုင်ရှင်ကိုယ်တိုင်ကသူမကိုလူဆိုးမကြီးပုံစံဖြစ်အောင်ပြိတ္တတင်ဝိုင်းမုံအောင်တမင်တကာဖျက်ညက်ကတ်တွေနဲ့ပွဲရှာခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။အထူးသဖြင့်မြကြီးနာကလာတဲ့ပြိုင်ပွဲဝင်လေးတယောက်နဲ့ပတ်သက်တဲ့ဗီဒီယိုကိစ္စပါ။အဲ့ဒီဗီဒီယိုမှာခေရနာဆိုကပြိုင်ပွဲဝင်ကိုခွင့်ရမပေးတဲ့စကားဖြတ်ပြောနေလူတယောက်ပုံစံပေါက်သွားအောင်တမင်တကာတီးဖြတ်ထားခဲ့တယ်လို့ဆိုပါတယ်။ တကယ်တမ်းမှာသူမကပြိုင်ပွဲဝင်လေးကိုတစ်ချင်းတစ်ပုတ်ထိစုခိုင်းပြီးခွင့်ရေးပေးခဲ့ပေမယ့်မြန်မာစတားဘက်ကတမင်ချောက်တွန်းပြီးလူမုံပွားအောင်လုပ်ခဲ့တဲ့အတွက်လုံးဝတိမခံနိုင်တော့တာကြောင့်နှုတ်ထွက်ရတာဖြစ်ကြောင်းရှင်းပွင့်ခဲ့ပါတယ်။ နောက်ပြင်အစီအစဉ်ရိုက်ကွင်းရေးအချိန်မှမှန်တော့ဘကူးကနေလာတဲ့စီးရိတ်နဲ့ရှားတဲ့အခကြီးငွေမကမိတာတွေကိုလည်းထည့်ပြောသွားခဲ့ပြီးသူမရဲ့အစင်တန်းကမြန်မာစတားကပေးတဲ့မဆုမပုတ်ပတ်စံနဲ့ဒိုင်လာလို့ဆရာမလို့ဘူးလို့ပြက်ပြက်သားသားပြောခင်တာကတော့အမှုပညာရှင်တွေကမြန်မာစတားရဲ့ဒိုင်နီယာကိုဘလောက်ထိစိတ်ကုံနေပြီလဲဆိုတာပြလိုက်သလိုပါပဲအခုတော့ဘာတွေပဲဖြစ်ဖြစ်ပြိုင်ပွဲပေါ်မှာရောပြိုင်ပွဲဝင်နေပေါ်မှာပါစေတနာထားပြီးဆက်ရှိနေခဲ့တဲ့ကိုအောင်ကိုကိုတယောက်ထဲသာဒိုင်းခုံမှာကြန့်ရှိနေပါတော့တယ် တချိန်ကပြန်ဆိုင်ဝေဖန်သုံးသက်တန်နေနဲ့ဆူမြန်ခဲ့တဲ့စင်မြောင်အခုတော့၆ကက်တိတ်ဆိတ်သွားခဲ့ပါပြီ။ကိုအောင်ကိုကိုအတွက်တော့ဒါတကယ့်ကိုခက်ခဲတဲ့အခြေအနေတစ်ခုပါ။တယောက်တည်းတိုင်လို့ရတော့မလား။သူ့ရဲ့တွေ့ကြုံတဲ့အခြေချင်းကတော့ပြောစရာမလိုပေမယ့်ဒီလောက်ကြီးမားတဲ့ပြိုင်ပွဲတစ်ခုလုံးရဲ့အဆုံးဖြတ်ကိုလူတယောက်တည်းရဲ့ပကုံးပေါ်တင်ပြလိုက်တာကတော့လုံးဝမဖြစ်တဲ့ကိစ္စပါ။ဒါဟာမြန်မာစတိုင်းရဲ့ပြိုင်ပွဲပေါ်တာဝန်ယူမှုပြိတ္တပုံလေးစားမှုဘလောက်ရှိသလဲဆိုတာကိုမိကုံးထုတ်စရာဖြစ်နေပါတယ်။ တို့ရဲ့ပွင့်ရှာတက်တဲ့အချင်းကိုမပြင်နိုင်သေးသူရေတော့ဘယ်နည်းပညာရှင်ကမှတို့ရဲ့ image တိုက်ခံပြီးဒီစစ်စမဒိုင်လာလုတ်ချင်ကြမှာမဟုတ်ပါဘူး။ပရိသတ်တွေကတော့ကိုအောင်ကိုကိုနဲ့အတူလက်တွဲပြီးဒီပြိုင်ပွဲကိုအကောင်းဆုံးဖြစ်အောင်ဆွဲတင်ပေးနိုင်မယ့်ဒိုင်းတစ်တွေကိုမျှော်လင့်နေကြပါတယ်။ဒီပြဿနာတွေကိုမြန်မာစတားဘက်ကဘယ်လိုဖြေရှင်းမလဲ ကိုအကူကိုတယောက်တည်းနဲ့ပဲရှေ့ဆက်မလားဒါမှမဟုတ်တိုင်းတစ်တွေထက်ရောက်လာအောင်မလားရောက်လာခဲ့ရင်ရောဘသူတွေဖြစ်မလဲပရိသတ်တွေအင်းင်းနဲ့မြန်မာစတိုင်းရဲ့တိုင်ခုံမှာကိုအကူကိုနဲ့အတူဘဲနှုတ်ပညာရှင်ကိုအများဆုံးမြင်ကျင်ကြလဲဆိုတော့ကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်